အီတလီထုတ်ကုန်ဖြစ်ပြီးအီတလီနိုင်ငံကနေတိုက်ရိုက်တင်သွင်းလာတာမို့အလှပဈေးကွက်ကိုစလုံးချန်တွေကတစင်ဝယ်ယူစီစီဈေးကွက်ဖောက်ထွင်းမှုရည်ရွယ်နေပါတယ်။အဲဂွန်အီတလီယန်ဟဲကော့စမက်တစ်တွေဟာအရေးအသွေးဈေးနှုန်းတို့နဲ့ပတ်သက်ပြီးတခြားထုတ်ကုန်တွေနဲ့ကွာခြားတယ်လို့ဆိုလာသူကမင်းထက်ပြောစင်ပါ quality ပစ္စည်းလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ဝယ်တဲ့သူတို့ရောင်းတဲ့စီးလည်းများတယ်အဲ့တော့ဈေးနှုန်းတွေနေရာတော့ ဟိုဈေးသက်သာတဲ့ထဲမှာတော့မပါဘူးပေါ့နော်ဒါပေမဲ့လို့သူ့ quality နဲ့သူ့ပစ္စည်းနဲ့ဒီမှာဝယ်လို့ရအောင်ဘလို့တတ်နိုင်ဆုံးဒီဇီးရိတ်တွေ short ချပြီးတော့ဘလို့လှုပ်ထားတယ်တတ်နိုင်ဆုံးဘလို့ဈေးသက်သာဆုံးဖြစ်အောင်ဘလို့ရောင်းပေးတယ်ဆိုတော့ဒီမှာရှိနေတဲ့ပစ္စည်းဟိုမှာအဲဒီသားအနီးနားပေါ့နော်ကိုတို့ဒီနိုင်ငံနဲ့အနီးနားမှာရှိနေတဲ့နိုင်ငံတွေကထွက်တဲ့ပစ္စည်းတွေရဲ့ဈေးနှုန်းနဲ့ရှင်ပြီးတော့ရောင်းလို့ရတယ်ကိုတို့ဈေးနှုန်းကနော်အဲ့တော့များတယ်လို့တော့ပြောလို့မရဘူးဒါပေမဲ့ quality ပစ္စည်းဖြစ်တဲ့အတွက်ကြောင့်မလို့သူထိုက်တဲ့ အတိုင်းကြီးတော့ပေးရတာရှိတယ်ဗောနော် Elgon Hair Product ကို2015ခုနှစ်ကစတင်တင်သွင်းခဲ့တာဖြစ်ပြီးမြန်မာနိုင်ငံကသပင်းပညာရှင်တွေနဲ့သင်တန်းကျင်းပခဲ့တယ်လို့အခုဒုတိယအကြိမ်မှာလဲ VNN နိုင်ငံကသပင်းပညာရှင် Kelvin Du ကိုဖိတ်ခေါ်ပြီးသပင်းပြုပြင်ပြောင်းလဲရေးဆိုင်ရာအတတ်ပညာတွေနဲ့ထုတ်ကုန်သုံးစွဲမှုတွေကိုဝေမျှခဲ့ပါတယ်။သပင်းကျန်းမာရေးဆိုင်ရာထုတ်ကုန်ဖြစ်တဲ့ကောက်စီ၊ဖြောင့်စီ ဟောင်းလျှော်ရေးပေါင်းစည်းစတဲ့အမျိုးစားပေါင်း100ကျော်ကိုမိတ်ဆက်ခဲ့တယ်လို့တင်နန်းသူတင်နန်းသားတွေကလည်းအခမဲ့တင်ကြားပို့ချပေးခဲ့တာပါ။အေဂွန်ရဲ့အရေးသွင်းတဲ့အာမခံချက်တွေကိုပြောပြပေးခဲ့သူကတော့မိတ်ကက်နဲ့စပင်ပညာရှင်မတ်တင်ကြီးဖြစ်ပါတယ်။ဟောင်းစေးကခရင်သားအရန်ပြစ်တယ်ပြီးတော့အုံးစီပါပြီးတော့သူကဖော်ထဲကဖော်ဆက်ထားတဲ့အတွက်ကြောင့်သူကအစီသားအရန်ပြစ်တယ်ပြည့်စည်နေတဲ့စပင်တော်မှာသူကလုံးဝဖြောင်းဆင်းပြီးတော့ပြောင်းဥိနေအောင်သူကလုံနိုင်တဲ့ အနည်းသင်ရှိရဲအကြောင်းဝါဒီဥစ္စာသိကြိုက်တယ်နောက်တစ်ခုအဲကွန်ကဘာကြိုက်သေးလဲဆိုတော့7 wine ပေါ့လေးထားလို့ရှိရင်ပေါင်းနဲ့အနည်းသင်တစ်ခါလေးပေးပြီးတော့စပင်သားကိုတော်တော်လေးကိုဆက်လုံးလို့တုတ်သွားတဲ့ထီအောင်သူအနည်းသင်ပေးတယ်ပြီးတော့သူ့ရဲ့အနက်ဒုနေမမတူဘူးတော်တော်လေးကိုကောင်းမယ်ဘာလို့အရင် damage ဖြစ်နေတဲ့စပင်ပေါ့အဲ့စပင်သားမျိုးကို7 wine စီလိမ့်လိုက် လုံးဝလိုလိုဖိချလိုက်တာနဲ့လုံးဝစပင်ညိတာမျိုးတို့ခွာတာမျိုးလုံးဝမရှိတော့လုံးဝတိတ်တိတ်လေးနဲ့သူကလည်းသူတော်တော်အဆင်ပြေတယ်။အဲကြောင့်မိုင်းဆဲဝိုင်းလည်းအရင်ကြိုက်တယ်။အဲကွာထုတ်တာတော့တော်တော်များများမှကြိုက်တယ်။အဲကွန်ဟဲပရိုဒတ်သုံးဆွဲမှုဆိုင်ရာနီလန်နဲ့စပင်ပြုပြင်ပြောင်းလဲဆိုင်ရာအတက်ပညာသင်တန်းကိုစလုံးပိုင်ရှင်တွေနဲ့စပင်ပညာရှင်150နီးပါးတက်ရောက်လေ့လာခဲ့ကြပါတယ်။